နော်အဲ့တော့မင်းအောင်လိုင်ကစစ်ရှုံးသမားဖြစ်နေပါပြီဘဝတသက်စာလုံးမဟုတ်ပါဘူးတရာရာလုံးမဟုတ်တထောင်ရာလုံးဟောပါမယ်မြန်မာနိုင်ငံကိုဒီစစ်ဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်လာပြီးမင်းအောင်လိုင်က BTS ကိုလုံးဝနိုင်မှာမဟုတ်တော့ပါဘူးတရာရာလုံးမဟုတ်တထောင်ရာလုံးကိုပဲနိုင်ဖို့အလားလာလုံးဝလုံးဝမမြင်တော့ပါဘူးနော်ဒါဆရာမမြတ်ကြခင်ကြိုပြီးတော့ဟောတာဖြစ်ပါတယ်ဘယ်တော့မှလည်းနိုင်မှာမဟုတ်တော့ပါဘူးနော်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာ နေစဉ်ထူးဆန်းတဲ့တန်းအပါဝင်တန်းချူတန်းကောင်းတန်းမှဲ့တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအားလာရှင်စနစ်ကြာရှုံးရမည် နော်ငါဒီနေ့တစ်ချိန်ဒီဘသူ့ကိုတတ်လိုက်ပါလို့ငါနှုတ်ကလည်းမပြောဘူးငါပြောတာငါတေးစေချင်တာမင်းအောင်လည်းတထောင်စားတက်ရောက်တော့တေးစေချင်တယ်နော်တေးချင်းစိုးနဲ့တေးစေချင်တယ်ငါထပ်တလဲလဲပြောတာအဲ့ဒီကိစ္စပဲရှိတယ်ငါပါဇက်ကလူတစ်ယောက်ကိုတေးစေချင်တဲ့အကြောင်းကရှင်းလားရှင်းလားနော်နင်တို့လိုကာယကံဝစီကံမနောကံနဲ့လည်းငါမကျူးလို့ဒါမှမဟုတ်နင်တို့ကမကျူးလို့မှုဆိုမှနင်တို့ကမုံမြတ်နေလို့မဟုတ်ဘူးနော် အေးအဲ့ဒါလည်းမှတ်သွားမှတ်သွားနင်တို့မကျူးလွန်ဘူးဆိုနင်တို့မုံမြနေတယ်ဆိုကိုကိုကိုဘဝင်းမယ်ငါငရဲကြောက်လို့နောင်ကြုံရမယ်ငရဲကိုကြောက်လို့တန်နေရကြောက်တာတန်နေရကိုကြောက်လို့ဖယားအဆုံးမတွေကိုဖယားအဆုံးမနဲ့ငါသွားနေတယ်လမ်းကြောင်းကလွဲချော်နေမှာဆိုလို့အတိတတိနဲ့ထိန်းတာနင်တို့ကိုကြောက်တာမဟုတ်ဘူးเนาะဘောမာတွေမှတ်သွားအောင်เนาะတော်ကြနင်တို့ကိုအဲ့ဒီလိုပြောလို့နင်တို့ကိုအဲ့ဒီလိုပြောလို့နင်တို့ကိုကြောက်တယ်မှတ်မနေနဲ့เนาะအတိကိုတတိနဲ့ထိန်းတာเนาะအဲ ဟိုကိုကိုကနေမှနောင်တန်နေရဖြစ်မဲ့ဟာတို့ငါတို့ကအစ်စ်အစ်စ်အစ်စ်တွေမဖြစ်ချင်တော့နော်ငါနင်တို့ဘောမာတွေနဲ့ဆုံရတာနင်တို့မင်းအောင်လည်းတရောင်းစားကြီးအကြောင်းကိုပြောရတာဒီဘဝဒီမြနောက်ဆုံးပဲဖြစ်ချင်တာနော်နောင်ဘဝအာနာရှင်ဆိုတာလည်းမကြချင်ဘူးအာနာရှင်ဆိုတာနဲ့လည်းမဆုံချင်ဘူးတွေ့လည်းမတွေ့ချင်ဘူးရှင်းလားအဲ့ဒါကြောင့်မလို့နော်အဲထိုင်ထိုင်တိုင်တိုင်ပြောတာနော်ထိုင်ထိုင်တိုင်တိုင်ပြောတာတန်နေရဆိုတာရှိတယ်နော်တန်နေရဆိုတာရှိတယ်တန်နေရကိုမဖြတ်တတ်လို့ရှင်တန်နေရဆိုတာလဲနေတာ ဲ့တော့ငါပြောတဲ့နေရာမှာတန်နေရာကိုတချို့ဟာတွေကြတော့ထိုင်နေတိုင်းတိုင်းနဲ့ငါဖျက်ပြောရတယ်နော်อืมတန်နေရာမစုံကျင်ပါဘူးဗျာနော်မစုံကျင်ဘူးရှင်းလားနော်။နောင်ဖြစ်လေရဘွားမှာလိုက်ပြီးအဲ့ဒီဘောမာတွေနဲ့စုံနေလို့ရှိရင်ဒီလိုယုတ်ညံ့နေရအောင်မှာနော်မစုံညင်ဘူးပြောလည်းမပြောချင်ဘူး။နောင်ဘွားငါဖြစ်လေရဘွားမှာငါနောက်ထပ်နောက်တဘွားပဲငါလူဖြစ်တော့မှာနော်နောက်နောက်ထပ်တဘွားတဘွားပဲကျန်တာနော်ဖရားဖြစ်တဲ့အချိန်ငါတို့ကဖူးရမယ်လူတွေဆိုတော့နော်လူဖြစ်ရအောင်မှာအဲ့ဒီတဘွားပဲကျန်တော့တာနော်အဲ့အကြောင်းမလို့ တန်ရာပြက်ချင်တယ်နင်တို့နဲ့မစုံချင်ဘူးเนาะနင်တို့တွေကအကျင့်မကောင်းတဲ့ဟာတွေเนาะနင်တို့စားရရင်ပြီးရောပြည်သူတွေတေးလဲနင်တို့ကပြောတာနင်တို့ဝင်းဝါရင်ပြီးရောနင်တို့ကအဲ့လိုလူမျိုးတွေเนาะပြည်သူတွေတေးလဲနင်တို့ကထမင်းစားလို့ဝင်တယ်เนาะပြည်သူတွေဒုက္ခရောက်လဲနင်တို့ကထမင်းစားတော့ငါတို့ကမဝင်ဘူးငါတို့နဲ့နင်တို့ကတရားတလန်းတန်တလန်းနင်တို့ကတမင်ကျဲတာ နော်တမင်ကျဲတာဘာလို့ကျဲတာလဲဆိုတော့ BDF တို့လက်ခံထားတဲ့ပြည်သူတွေဒီလိုသိရတယ်ဒီလိုပျက်စီးရတယ်ဒီလိုဆုံးရှုံးရတယ်ဆိုတော့နင်တို့ကပြည်သူနဲ့ BDF ကိုရန်တိုက်ပေးခြင်းလို့နင်တို့ကကျေးရွာတို့လေရင်နဲ့ဘုံကျဲစားတညောင်းတွေလေရင်နဲ့ဘုံကျဲဖုံးရောက်တို့လေရင်နဲ့ဘုံကျဲပြီးနင်တို့ကတိုက်ပေးတာနင်တို့အုံနောက်ကချီပရင်းနေမလို့ပြည်သူကနင်တို့ကိုချင်တာ PDF ကိုမချင်ဘူးနင်တို့အဲ့ဒီလိုလှုပ်လို့ပြည်သူကမခံနိုင်သိဖြစ်ပြီးနင်တို့ကိုခွေးမောင်းလို့လက်ညှိုးထိုးပြီးခွေးလို့နင်တို့ကိုမောင်းကန်မှာ အဲ့ဒါနောက်နောက်တစ်ချိန်သမိုင်းကြရင်ကြည်တာနင်တို့ပြည်သူကလေခွေးမောင်းတို့လက်ညှိုးထိုးပြီးမောင်းလိုက်မယ်သိလားနင်တို့အုံနောက်ကနင်တို့ကဘောမအုံနောက်ဆိုတော့ဒီဘက်မှာမင်းအောင်လိုင်းဘောတလုံးဒီဘက်မှာမင်းအောင်လိုင်းဘောတလုံးဘောနှလုံးကိုဟိုဘက်ဒီဘက်ထည့်ထားတော့နင်တို့ထဲမှာစဉ်းစားလို့ရှိရင်နင်တို့ကဘောပဲပေါ်နေရကြာနာမပေါ်ဘူးမပေါ်တော့နင်တို့ကနင်တို့စဉ်းစားညာပဇွန်စိတ်အုံနောက်ဖြစ်နေတာအဲ့တော့နင်တို့ကဖုံးကြီးเจ้าမှာ BDM မရှိလဲဖုံးကြီးเจ้าကိုလေရင်နဲ့ပုံကျဲတယ်စာတင်เจ้าမှာ BDM မရှိလဲ စာတင်ကြောင်းကိုဘလေးနဲ့ပုံကျဲတယ်စစ်ပေးရှောင်းစကမှာ BDM ရှိလဲ BDS ရှိရဲဆိုလေးနဲ့ပုံကျဲတာနင်တို့က BDS တွေခိုးလုံလို့မရအောင်ဆိုပြီးနင်တို့ကရုပ်မာတာဒါပေမဲ့နင်တို့လောက်တဲ့ဟာလေပြည်သူကနင်တို့အသေးနာသွားတာဒေါင်းစားတွေရဲ့ဒေါင်းစားတွေတီးဖို့နော်နင်တို့စစ်ရေးနင်တို့ပြောတော့နိုင်ငံရေးစောက်ကြီးစောက်ရွေးရှောက်ပေါ့နင်တို့ပါပြောကိုအင်းကြီးရေဝတ်ပြီးရှုဖနှက်ကြီးရေစီးပြီးတော့လဲသားဖနှက်ကြီးရေစီးပြီးတော့နင်တို့ပြောပါအောင်စကားလေးပြောရင်မိဘပြည်သူများခမညာကျွန်တော်တော့ အဲမိဘပြည်သူများနဲ့တသားလေးပါလေလို့အတန်လေးကအဲ့လိုလေးမရင်ငယ်တုံးရတဲ့အတန်နဲ့ပြောငါလိုအကြဲကြဲကြဲနဲ့မြောင်ငါကြတော့နင်တို့ကပြောမှလေအာဇရိုက်ဆန်လိုက်တာဒီဆရာမစကားပြောအကြဲနို့ပြောမှလေငါ့ကိုပြောဘာဖြစ်ဘူးအေးဆေးပဲငါငါမှန်တာပြောတာနင်တို့လိုညှောက်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 မရင်ငယ်တုံးကတုံးရတဲ့အတန်နဲ့ပြောပြီးပြည်သူကိုတတ်တဲ့အချိန်မှာရဲရဲဆက်ဆက်မတတ်ဘူး မင်္ဂလာပါရှင်เนาะဆ iam မတော့ဆ iam မြကြခင်မဲ့ဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်လေးကိုမြန်မာနိုင်ငံသားမှန်တယ်ဆိုရင်တယောက်တယောက်ဝမ်းရှယ်ပေးဖို့ဆ iam မေတ္တာရက်ခံပါတယ်ဒီနေ့က21ရက်5လ2025နေ့ပါเนาะဒီနေ့ထပ်ပြီးတော့တတိယချိန်မြောက်ပြောပါမယ်မြန်မာနိုင်ငံမှာเนาะ6လပိုင်းဆ iam 3 4 5ဟောထားတဲ့အတိုင်းပဲเนาะ အဲ3 5 6လဲခယူဆက်ရမှာဖြစ်တယ်နောက်တစ်ခုကပြောမှာဆိုဝါထွက်မှာမြန်မာနိုင်ငံမှာစစ်ပွဲရေပွဲစစ်ပွဲစစ်ဘေးကိစ္စတွေရေဘေးကိစ္စတွေကဝါထွက်မှာတက်တာမှာဖြစ်ပါတယ်နော်အဲ့ဒါဘာဘလို့ပြောတာလဲဆိုတော့ထပ်ပြီးတော့သတိလာပေးတာဒါနဲ့ဆိုရင်ဆီယမ်မတင်တာ3ချိန်မြောက်ဖြစ်ပါပြီဝါထွက်မှာအဆင်ပြေမယ်ဆိုတော့ဟာနော်တက်တာမယ်ဆိုတော့ဟာလीနော် မင်းမင်းအွန်လိုင်းကရွေးကောက်အခုမြန်မာနိုင်ငံရဲ့အချိန်တွေကမင်းအွန်လိုင်းအုပ်ချုပ်ရတဲ့နယ်မြေက၅ပုံပုံ၃ပုံစာပဲရှိတော့ပါတယ်၄ပုံစာကဒီ BDF ထိန်းချုပ်တဲ့နယ်မြေတွေမှာရှိနေတာဖြစ်ပါတယ်နော်အဲ့တော့မင်းအွန်လိုင်းကစစ်ရှုံးသမားဖြစ်နေပါပြီဘဝတသက်စာလုံးမဟုတ်ပါဘူးတရားရာလုံးမဟုတ်တထောင်ရာလုံးဟောပါမယ်မြန်မာနိုင်ငံကိုဒီစစ်ဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်လာပြီးမင်းအွန်လိုင်းက BDF ကိုလုံးဝနိုင်မှာမဟုတ်တော့ပါဘူးတရားရာလုံးမဟုတ်တထောင်ရာလုံးကိုပဲနိုင်ဖို့အလားအလာလုံးဝလုံးဝမမြင်တော့ပါဘူးနော်ဒါဆရာမမြတ်ကြခင်ကြိုပြီးတော့ ခေါ်တာဖြစ်ပါတယ်ဘယ်တော့မှလည်းနိုင်မှာမဟုတ်တော့ပါဘူးเนาะအခုမြန်မာနိုင်ငံရဲ့အချိန်တွေကလေးပုံပုံက BDF နယ်မြေတွေဖြစ်နေပြီးတပုံလောက်ပဲမင်းအောင်လှိုင်ကျန်တော့တာအဲ့တော့မင်းအောင်လှိုင်အာနာယူကသူအုပ်ထုပ်လို့မရဘူးဆိုရင်အဲ့ဒါတွေကိုဖျက်ဆီးမှာဖြစ်ပါတယ်เนาะမင်းအောင်လှိုင်အခုရွေရွေချက်ကရွေးကောက်ပွဲလုပ်ဖို့ရွေရွေချက်လုပ်နေတယ်အဲ့ဒီအတွက်ကို तू က तू သူလက်လွတ်လိုက်ရတဲ့နယ်မြေတို့သူကပြန်ရအောင်တိမ့်မှာဖြစ်တယ်เนาะအဲ့ဒီလိုတိမ့်မယ်ဆိုရင်သူကမြေပြင်မှာဆက်တိုက်မယ်ဆိုရင်လုံးဝမြေပြင်မှာဆက်တိုက်နိုင်တဲ့အင်အားသူ့မှာမရှိဘူးမင်းအောင်လိုက်မှာအဲ့ဒီအရေးချင်းလုံးဝမရှိတော့ဘူးအင်အားလည်းမရှိတော့ပါဘူးအဲ့ဒီတော့သူကရုံမာတဲ့နေရေလုံမယ်เนาะ PDF တွေတိမ့်ထားတဲ့နယ်မြေမှာဘုံတွေခွဲမယ်လူမျိုးရေးတွေလုံမယ်ဘာသာရေးတွေလုံမယ်လေရင်နဲ့ဘုံကျဲမယ်เนาะဒီလိုရုံမာတဲ့နေမျိုးတွေလုံမှာဖြစ်ပါတယ် နော်အဲ့ဒီတော့ပြည်သူတွေကသတိထားရမယ်ဒီရေပေးလဲရှောင်ရမှာဖြစ်တယ်လို့စစ်ပေးလဲရှောင်ရမှာဖြစ်ပါတယ်နော်ဝါထွက်တော့မှနည်းနည်းတက်တာမှဖြစ်ပါတယ်เนาะဒါအရေးကြီးပါတယ်เนาะမြန်မာနိုင်ငံအရမြန်မာနိုင်ငံဇာတာအရမင်းအောင်လှိုင်ဇာတာအရမင်းအောင်လှိုင်ကမြန်မာနိုင်ငံကိုသူအုပ်ချုပ်လို့မရလို့ရှိရင်တစားစီဖြက်စီးပြစ်မှာဖြစ်ပါတယ်เนาะအဲ့တော့ तू ကတော့ဒီလက်လွတ်ထားတဲ့နယ်မြေတွေကို तू က तू မရလို့ရှိရင် तू ကဖြက်စီးမှာဖြစ်ပါတယ် ။လေရင်နဲ့ပုံချက်မဲ့နှီးမျိုးစုံနဲ့ဖြက်စီးမှဖြစ်ပါလေ။လူတက်ပွဲကြီးကိုပေါ်ပေါ်ထင်ထင်ကျင်းပါမှဖြစ်ပါလေ။ရှစ်လျှောက်ကပို့ပြီးတော့အရေးကြီးတော့မှဖြစ်ပါလေ။ဒီနေ့21ရက်5လ2025ပါနော်ဆရာမအကြိမ်ကြိမ်ပြောနေတယ်ဆိုရင်အရင်တော့လည်းပြောဘူးတယ်နော်ဘာဖြစ်လို့ပြောလဲဆိုတော့ဖြစ်မှာစိုးလို့ပြောတာဖြစ်တဲ့အတွက်အကြိမ်ကြိမ်ပြောနေပို့ပြီးတော့သတိထားပေးပါပြည်သူပြည်သူချင်းကဝိုင်းရှယ်ပေးပါမြန်မာနိုင်ငံမှာအချိန်တွေမကောင်းတာဖြစ်တဲ့အတွက်ပြည်သူတွေကိုဘာလို့ပြောတာလဲဆိုအန်တရယ်ကင်းစေချင်လို့ပြောတာ ပြီးသူတွေအနေနဲ့အားမငယ်ပါနဲ့နော်အဲ့လိုပြောလို့အားမငယ်နဲ့ဆရာမရဲ့မပြီးတော့ဘူးလားဆိုတော့ပြီးတော့မှာပါနော်အစိုးပြီးရင်ကျမတို့အကောင်းလာတော့မှာပါနော်အဲ့ဒါကြောင့်ပြီးသူတွေအနေနဲ့အားတင်းထားပါဒီပွဲဟာနောက်ဆုံးပွဲနောက်ဆုံးတိုက်ပွဲဖြစ်နိုင်ပါတယ်နော်အဲ့ဒါကြောင့်မလို့တေးကြတာတော့ BDR တွေထိမ့်ချုပ်ထားတဲ့နယ်မျိုးမင်းအောင်လိုက်ပြန်ရဖို့ဆိုတာဒီဘဝမဟုတ်ပါဘူး။နောက်ဆက်ဘဝဆူတောင်းရင်တော့မဖြစ်နိုင်ပါဘူးရှင့်နော်။ဘာဖြစ်လို့လဲဆိုတော့ဆီယမတာတိတ်ရရနှုံးမဟုတ်တထောင်ရနှုံးဟောကိန်းထုတ်တာဖြစ်ပါတယ်။ ဘာဖြစ်လို့မင်းအောင်လိုက်မှာပြန်တိုက်နိုင်တဲ့အရေးချင်းအင်အားသူ့မှာမရှိဘူးသူ့မှာရှိတာရုပ်မာတဲ့နီးရုပ်မာတဲ့လုတ်ရက်တွေလူတက်တဲ့လုတ်ရက်တွေလေရင်နဲ့ဖုံးကျဲတာတွေဖောက်ခွဲတာတွေဒါတွေပဲရှိတော့တယ်အဲ့ဒီနီးတွေကိုလုတ်လာမှာစိုးလို့ပြည်သူတွေစိတ်ပူလို့ပြောတာဖြစ်ပါတယ်အဆဆရရခရူးဆိုင်ပါမြမပြည်သူတွေအနေနဲ့ဘာသာရေးများများလုပ်ပါနော်မြေတားဖို့အမြဝေပေးပါနော်ကိုအန်တရေမဖြစ်အောင်နော်နားစွန်ပြီးတော့နေပါမိဘရောရေ စစ်ဘေးရောရှေ့လျှောက်ကရှောင်းရမှာဖြစ်တာဖြစ်တော့ပြည်သူအားလုံးဘေးကင်းအောင်လို့ဆရာမကြိုတင်ပြီးကြိုဟောပြီးတင်ပေးတာဖြစ်ပါတယ်เนาะအန်တရကင်းစေခြင်းလို့ပါတယောက်တယောက်ဝိုင်းရှယ်ပေးပါအားလုံးကျေးဇူးတင်ပါတယ်ရှင်เนาะဆရာမကတော့ဆရာမမြတ်ကြခင်ပဲဖြစ်ပါတယ်ရှင်เนาะဆရာမရဲ့အကောက်တူရေအများကြီးရှိပါတယ်သတိထားပေးပါတက်တော်မှာဆိုဆရာမလိုက်လွတ်တဲ့အကောက်ကဆရာမအကောက်ပါ Facebook မှာဆိုရင်လည်းဆရာမကိုယ်တိုင်ဗီဒီယိုကောနဲ့ အတန်ဖိုင်ပြန်ပေးပါတယ်ပေါ့နော်ဗီဒီယိုကောနဲ့ဖုံးပြောတော့မှဆီယာမရဲ့အကောက်ပါဆီယာမရှိမှဘေးရင်မေးချင်ဘေးရင်စစ်ချင်တဲ့သူကအခုတင်ထားတဲ့ Facebook အကောက်လေးကိုဆက်သွယ်လာပေးပါ CBR နဲ့ဟိုင်းပေးပါရှင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုဖိုင်လေးကိုဝိုင်းရှယ်ပေးပါရှင်နော်အားလုံးအန်တရာကင်းပေးရှင်ပါစီအားလုံးဖိုက်တင်ပါရှင်နော်နေလေရဝယံပြေးပို့တင်လိုက်တာကျမဝယံပြေးပါဆိုရပို့တင်လိုက်တာတချို့ကောင်းမတွေကလောင်တလိုလိုပြုတ်တလိုလိုနဲ့ကောင်းမတွေ လောင်မနေနဲ့ငါဘဝမှာဝယ်ရမ်းပြည့်ရဲဆိုတာကမင်းအောင်လိုင်းဆိုတဲ့ခွေးတောင်စားကိုတော်လန်လို့အဲ့ခွေးတောင်စားတာကိုစားတာကိုဟောလို့ခွေးတောင်စားကိုဆဲလို့ဝယ်ရမ်းမျိုးဖြစ်တာနော်နင်တို့လိုသူများပစ္စည်းခိုးဟုတ်လားနော်စာရွက်စာတမ်းအတုလို့မူရစီပွားရောင်းမောင်ကိုကူပြစ်တစားလို့ဟုတ်လားလူတတ်မှုကျိုးလွန်လို့ဝယ်ရမ်းပြည့်ဖြစ်တာမဟုတ်ဘူးဟဲ့နော်ငါနိုင်ငံအတွက်ငါလူမျိုးအတွက်ခொနရသားသမီးအတွက် သရောင်းစားမင်းအောင်နိုင်ကိုတော်လန်လို့ဝယ်ရမ်းပြဖြစ်တာနင်တို့နိုင်ငံနဲ့ကအစင်တန်းချင်းအရန်กว่าတယ်เนาะကောင်းပါလေအတင်းပြောမယ်ဆိုရင်ကြည့်ပြောကြလားငါရဲ့တမိုင်းမှာမြန်မာနိုင်ငံမှာလှန်ကြည့်လိုက်နိုင်ငံရေးမှုကလွဲပြီးတော့မကောင်းတဲ့မှုတမှုမှမရှိဘူးနင်တို့အမှုလို့မြန်မာပြည်ကြည့်မလားထိုင်းမှာကြည့်မလားမကောင်းတဲ့မှုတွေကြည့်ရပဲမူရစီဝါရောင်းတဲ့မှုတွေကြည့်ရပဲကောင်းမကိုစင်ကိုတိဗီဒီယိုဖိုင်လေးရတော့ share ပေးပါဦးရှင်เนาะ ထိုင်းနိုင်ငံရောက်နေတဲ့မြန်မာမိန်းကလေးတချို့အတွက်ဆရာမတင်ပေးရပါဆရာမမြန်မာနိုင်ငံမှာရှိတဲ့စစ်ခွေးတော်တော်များများကိုသိတယ်သူတို့ရဲ့ဘာလို့ဆိုဆရာမဒီနိုင်ငံရေးနဲ့လှုပ်လာတာဖြစ်တဲ့အတွက်စစ်ခွေးတွေရဲ့ပုံတွေကိုတချို့တော်တော်များများကိုဆရာမသိတဲ့လူတယောက်ဖြစ်ပါတယ်အဲ့ဒါကြောင့်မို့အကြံပေးချင်တယ်တချို့စစ်ခွေးတွေကအခုပေါ့နော်အဲစစ်ဖြစ်နေတဲ့အချိန်မြန်မာနိုင်ငံအချိန်တွေမကောင်းစစ်ဖြစ်နေတဲ့အချိန်မှာထိုင်းနိုင်ငံကိုကူးလာတယ်ကူလာပြီးတော့ကြတော့သူတို့ကအစရောက်ခါစားတော့တနာစရာမျက်ခွန်းနဲ့သူတို့ပုံစံလေးတွေတနာသလိုလိုလူကောင်းလိုလိုနေတယ်နေပြီးတော့အလုပ်တွေလုပ်ပြီးတော့ကြတော့နော် ုံစံတွေကိုပြောင်းတယ်နာမည်တွေပြောင်းပြီးတော့ကြတော့သူတို့ကဒီမှာလဲရင်လဲသလိုလဲသလိုလိုင်းပေါ်မှာရက်တွေတောက်ပြတယ်အသေးတွေကွဲပြတယ်နော်။နောက်သူတို့မှာမိဘတွေတကယ်တချို့ကမိဘရှိတယ်တချို့ကတကယ်မိဘမရှိဘူးကြီးကိုမောင်တို့မှမရှိဘူးဘယ်ကကလေးတစ်ချီအောက်တန်းအောက်တန်းစားအောက်ကြားမြတ်ပေါက်တွေမှမသိဘူးနော်။ဒါပေမဲ့သူကဟိုဘက်မှာကြတော့သူကလိန်လဲပြီးတော့ကိုယ်ဖုန်းနဲ့ပြောရင်ဒါငါ့အမဒီဥစ္စာငါမိဘငါငါရဲ့အမဆိုပြီးတော့မိတ်ဆက်ပေးတာမျိုးတွေရှိတတ်တယ်။ဒါကလည်းတမန်ရိုးရိုးအချစ်ရေးကိစ္စတွေမှာနော်။ အမင်းကလေးတယောက်ကိုရယူခြင်းမရတူတူမနေခင်ပေါ့ပုံပုံလေးပြောမှာတူတူမနေခင်မှာဒီယောက်ျားလေးကမာယာသုံးပါတယ်သူ့အမေနဲ့မိတ်ဆက်ပေးတယ်သူ့မိသားစုနဲ့မိတ်ဆက်ပေးတယ်ဆိုပြီးတော့ဒါရီကကိုမျက်မြင်ကိုတွေ့လားကိုကိုတိုင်အောင်အဲ့ဒီနေရာကိုရောက်ဘူးရဲ့လားဒီကောင်လေးရဲ့အကျင့်စာရိတ္တကိုသိရဲ့လားအဲ့တော့ဘာဖြစ်လို့ဆရာမပြောနေရလဲဆိုတော့မင်းကလေးတွေနဲ့နာမှာဆိုလို့ပြောနေတာနော်တချို့ line ပေါ်မှာတော်တော်များများအဲ့ဒါမျိုးတွေတွေ့ရတယ်အခုမြင်အခုကြိုက်တယ်မလောက်ပါနဲ့သူ့ဘာသူမေနဲ့ပဲမိတ်ဆက်ပေးပေးမောင်နှမနဲ့ပဲမိတ်ဆက်ပေးပေး သူကိုကိုတိုင်မျက်လုံးနဲ့မြင်ရတာမဟုတ်ဘူးအခုမြင်ကူးကြိုက်အခုဆိုလာပိုင်းလေးတွေကြိုက်တာလာပိုင်းလေးတွေကြိုက်ပြီသူ့လည်းကိုမမြင်ဘူးကို့လည်းသူမမြင်ဘူးမနဲ့ line မှာဖြစ်ပြနေရအာယုံတွေနောက်တယ်မျက်လုံးတွေနောက်တယ်နော်နိုင်ငံရေးရအချိန်တွေမကောင်းဘူးအဲ့ဒါဆိုဆရာမဘာလို့ပြောလဲဆိုဆရာမမြန်မာနိုင်ငံသားကိုနိုင်ငံသားတွေကိုထိမှဆိုလို့ပြီးတော့ main ကလေးတွေကိုအဓိကပြောချင်တာနော် line မှာရုပ်ကလေးတနာကဘာနဲ့နော်တချို့အောက်တန်းကြာနေတဲ့လူတွေတပုံကြီးနော်အဲ့ဒါမျိုးကိုရှာ နောက်တစ်ခုပြောဦးမယ်။ line မော်မှာယောက်ျားလေးတယောက်ကငိုပြဟုတ်လားအသေးလေးကွဲပြတာအဲ့ဒါ main ကလေးတွေဘာလဲအဲ့ကောင်လေးကိုသွားပြီးဟောဖြစ်နေရ။အဲ့ဒါမှတ်ထား။ယောက်ျားလေးတယောက်ဆိုတာက line ပေါ်မှာယောက်ဘဲယောက်ျားကယောက်ျားမြတ်မကမ line ပေါ်မှာငိုမပြဘူးအရက်တောက်ပြီးတော့အသေးကွဲမပြဘူး။အဲ့ဒီလို line ပေါ်မှာငိုပြအရက်တောက်ပြီးတော့အသေးကွဲပြတဲ့ယောက်ျားတွေတော်တော်များများအဲ့ဒါကြားတွေနော် အရက်ပွေလေးရှုပ်တဲ့အောက်တန်းစားတွေပဲလောက်တာအဲ့ဒီလိုမျိုးอ่ะနော် တကယ်ယောက်ျားကောင်းယောက်ျားမြတ်မသူရက်တော့တော့လူမသိအောင်နော်အဲ့ဒါလိုင်းမမငါ့ကိုတော့သူရမ်းချစ်တာပဲသူငါ့ကိုချစ်ပြီးတော့အသေးလေးကွဲပြနေတယ်သူရက်တွေတောက်နေဆိုတနာလို့မှသူမကြိုက်နဲ့ကို့ဘဝဆုတ်ပြတ်တတ်သွားမယ်နော်မာယာယောက်ျားမိမမာယာတဲကိုပြရတဲ့မှန်တယ်ယောက်ျားတွေမာယာများရင်မိမတွေကျအများကြီးတာတယ်